နောက်ပဲပြေးတော့မာတင်ပဲရှို့ပို့ပြီးတာပြီအေးရယ်ဝင်လာပြီမာတင်ပဲတောက်လျှောက်ပဲလွတ်လွတ်ချွတ်ချွတ်ပဲလက်ပဲ့ပြီပြေးတော့ပြီချက်လက်ရဲ့ပဲ့ပြီရှင်းတပ်ဖြူစင်ပြောင်းပထမဆုံးအာရှဖလားချေစစ်ပွဲအဖွင့်ပွဲစင်မှာပဲဟက်ထရစ်သွင်းကိုရရှိသွားခဲ့ပြီဖြစ်ပါတယ်ဒီပွဲစင်မှာအထောင်တိုက်စစ်နေရာမှာ ကောင်းကောင်းကြီးခြေစွာပြနေတဲ့ရှင်သက်ဖြူစင်ပြုံးအစောပိုင်းကအသေးပေါ်နဲ့အနေငယ်နားလည်မှုတွဲခဲ့တည်အောင်ရှိခဲ့ပြီမဲ့လေနောက်ပိုင်းမှာတော့သူ့ရဲ့ပါနေတဲ့အဆုံးသက်တစ်ခုနဲ့ပဲဒီနေ့ပွဲစဉ်မှာသူ့ရဲ့ hat-trick အတွင်းကိုတော့ပိုက်မနေနိုင်ရောက်သွားနိုင်ရပြီဖြစ်ပါတယ်လင်းရီမြမအသင်းရဲ့အတွင်းကိုတွေကတော့လုံးဝဒုတိယပိုင်းမှာလည်းအဆုံးမသက်သေးပဲတောက်လျှောက်ထပ်ပြီးတော့ရနေခဲ့တာဖြစ်ပါတယ် ဟုတ်ကဲ့ပါကိုငယ်ရင်ကြန်ရှိနေတဲ့လက်ကျန်မိနစ်တွေမှာရောထပ်ပြီးတော့လှပတဲ့ဥဆောင်ကိုတွေကိုများလင်းတို့တွင်းမြင်ရမလားဆိုတာတော့စောင့်ကြည့်ခြင်းစရာကောင်းနေခဲ့တာလည်းဖြစ်ပါတယ်။ချိန်မှာတော့ခိုင်စင်မြေကိုယ်တိုင်ဆုံးသက်ပဲနဲ့အတင်းဖို့ရှင်သက်ဖြူစင်ပြုံးကိုတော့အကောင်ဆုံးပံ့ပိုးပေးနိုင်ခဲ့တာဖြစ်ပါတယ်။သူရဲ့ပံ့ပိုးမှုကြောင့်ပဲရှင်သက်ဖြူစင်ပြုံးဒီနေ့ပွဲစဉ်မှာတော့ဟတ်ထရစ်သွင်းကိုတော့ရရှိသွားခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့ပါမြန်မာပြည်ရဲ့နံပါတ်3 6.5 Represented by the number 2